အားလုံးပဲမင်္ဂလာပါ iTech Education ကကြိုဆိုပါတယ်ဒီချေကတော့ iTech Education ကဒေါက်တာရဲနာပဲဖြစ်ပါတယ်ဒီနေ့မှာတော့ string သင်ခန်းစာမှာရေးပါတဲ့အန်ကုန်တင်းအကြောင်းကိုဒီချေကမျှဝေခြင်းပါတယ်အားလုံးပဲဗီဒီယိုဆုံးတဲ့အထိကျန်တဲ့သူလိုက်ပြီးတော့လေ့လာကြည့်ကြပါအောင်ရှင်ဟုတ်ပြီအဲ့တော့ဒီချေတို့ string ကိုသွားမယ်ပေါ့အဲ့တော့ဟောခဏလေး okay ရပြီ ုတ်ပြီအဲ့တော့ string အဲ့တော့ shape မှာတော့ကဒီချဲကပြောခဲ့တယ် string ဆိုတာဘာလဲ string ကဒီချဲတို့ collection of letter လို့ပြောခဲ့တယ်ဟုတ်တယ်နော် collection of letter တနည်းအားဖြင့်သူ့ကိုဘာလို့ခေါ်လဲဆိုတော့ programming terms အရဆိုရင် sequence of character လို့ခေါ်တယ်အဲ့တော့ a b c d e f g ဒီလို character တွေစုထားတာမဟုတ်ဘူးဆိုရင် collection of letter မှာဆိုရင်ဘာတွေပါလဲဆိုတော့သူ့မှာ text တွေလည်းပါတယ်အဲသူ့မှာ text တွေလည်းပါတယ်အဲ့မှာဘာတွေပါလဲ number တွေလည်းပါတယ် sample တွေလည်းပါတယ်လူမျိုးပါတယ်ဟာကို collection of letter တနည်းအားဖြင့် sequence of character ကိုခြေတော့ string ဆိုတာကိုပြောခဲ့ပြီ okay ဒီချိန်မှာဆိုရင် message ဆိုပြီးတော့ variable တစ်လုံးရှိတယ်ပေါ့ message တွေကိုဒီချိန်က what's your name ဆိုပြီးတော့ထည့်လိုက်တယ် what's your name ဆိုပြီးတော့ okay အဲ့တော့ဒီမှာဆိုရင်ဒီထဲမှာ a b c d e f g ဆိုတော့ character တွေလည်းပါတယ်လို့မျိုးအာ comma တွေပြီးရင်အာဖုကအာဟောပေါ့ question mark တွေအဲ့လိုမျိုးလေးပေါ့အဲ့တော့ဒါမျိုးတွေပါအဲ့တော့ string ကိုခြေတို့ကဘာနဲ့ပြလဲဆိုတော့ double quote နဲ့ပြပါတယ်အဲ့တော့ print ဆိုပြီးတော့ဒီခြေက message ကိုထုတ်ကြည့်ရင်ဒီ what's your name ဆိုတဲ့ဟာလေးပဲထုတ်ပေးသွားမှာဖြစ်ပါတယ် okay ခြေထားလေး run ကြည့်မယ်နော် โอเคဒါဆိုရင်လည်းမရေးထားတဲ့တိုင်းပဲ what's your name မဟုတ်ဘူးဒီချေက double quote မဟုတ်ဘူး single quote နဲ့ quote ရင်ကောရလားဆိုတော့ရပါတယ် string ကို double quote နဲ့ပဲရေးရေး single quote နဲ့ပဲရေးရေးဘလို့ပဲရေးသူကလက်ခံပါတယ်ဟုတ်ပြီနော်โอเคဟောသူကဒါကြတော့ single quote ကြတာဘာဖြစ်သွားလဲဆိုတော့ဒီမှာကြည့်တွေ့လားဒီမှာလေး အဲ့တော့ဒီမှာ तू ကဟိုတခုဖြစ်သွားတာပေါ့ဒီမှာတကယ်ဒီကဒီမှာ west ဆိုတဲ့ဟာလေးမှာထားတဲ့ဟာလေး single goat လေးကို तू က single goat နေနဲ့လေယူလိုက်တော့ဒီမှာဆိုရင်အခြေတို့ဒီမှာဆိုရင် what is your name ဆိုရင်တော့ဒါရပါပြီပေါ့အဲ့တော့ဒါဆို single goat ဆိုလည်းရပါပြီဟုတ်ပြီအဲ့တော့ဒီမှာစံကြည့်ရအောင် okay ဒါဆိုလည်းပဲထွက်တယ်ပေါ့ဟုတ်ပြီအဲ့တော့ string ကိုဘာလို့ခေါ်လဲဆိုတော့ sequence of character လို့ခေါ်တယ်အဲ့တော့ဒီကတော့ခြေတို့ character တွေမှာ ABCD EFG လို့သာထဲတော့မှာရေးခဲ့တာအဲ့တော့ character character တွေမှာဆိုရင်မှာ hello ပေါ့လေ H E L L hello လို့သာရေးလိုက်တာခြေတို့ computer system ကြီးကတည်တာကတကယ်တော့ binary number ကိုပဲတည်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီခြေတို့က character တွေကို ASCII code အဲ့ဒီအဖြစ် encoding ပေါ့လေအဲ့တို့ computer ကနားလည်တဲ့ encoding ကိုပြောင်းလို့ရပါတယ်အဲ့တော့ဒီမှာ python မှာဆိုရင် encoding ပြောင်းလို့ရတဲ့ built-in function လေးတွေရှိပါတယ်ဟုတ်ပြီအဲ့တော့ခြေတို့မှာ character ကနေပြီးတော့အဲ ကာရိုက်တာကနေပြီးတော့ကွန်ပျူတာကနားလေတဲ့ number အဖြစ်ပြောင်းတာကိုကျေတို့က encoding လို့ခေါ်ပါတယ်ဟုတ်ပြီနော် encoding လို့ခေါ်ပါတယ်ပြီးရင်ခုနက number ပေါ့ကွန်ပျူတာကနားလေတဲ့ number ဒီကနေကျေတို့လူသားတွေနားလေတဲ့ character အဖြစ်ပြောင်းတဲ့ process ကိုကျေတို့က decoding လို့ခေါ်ပါတယ် ဟုတ်ပြီအဲ့တော့ python မှာ encoding ကို decoding ကိုလုပ်လို့ရတဲ့ built-in function လေးတွေရှိပါတယ် built-in function ဆိုတာကတော့ခြေတို့ကိုယ်တိုင်ရေးစရာမလိုဘူး python ကရေးထားပြီးသားဒီ function လေးကိုခြေတို့ကခေါ်သုံးတာပေါ့လေ okay အဲ့တော့အဲ့တော့ encoding ပေါ့ encoding အတွက်ကိုခြေတို့ကဘာလို့သုံးလဲဆိုတော့ ORD ဆိုတဲ့ breathing fashion ကို သုံးပါတယ်ဟုတ်ပြီနော် ORD ဆိုတဲ့ breathing fashion ကိုသုံးတယ်အဲ့တော့ဒီ goal twin အတွက်ဆိုရင်ခြေတို့မှာ CHR ဆိုတဲ့ breathing fashion လေးကိုသုံးပါတယ်ဟုတ်ပြီဒီခြေက variable တစ်ခုထားလိုက်မယ်ပေါ့အဲ့တော့ my char ဆိုပြီးတော့ variable တစ်ခုထားလိုက်မယ် my char လေးကိုဒီခြေကအာမှာစင်ကကုတ်လေးနဲ့ a လို့ထည့်လိုက်လို့ရှိရင် print my char ဆိုရင်ဒီခြေဘာလို့ထွက်လာမလဲဆိုတော့ဒါလေးပြလိုက်မယ်နော် okay အဲ့တော့ my char ဆိုရင်ဘာပဲထွက်လာမလဲဆိုတော့ a ပဲထွက်လာမှာပဲ ဟုတ်ပြီနော် A လေးပဲရေးတာဟုတ် A လေးပဲထွက်လာတာပေါ့မဟုတ်ဘူးဒီချဲကဒီမိုင်းချာလေးကို ORD method ကလေးအရာဒီ sorry မတက်မဟုတ်ဘူးနော် fashion အဲ့တော့ ORD fashion လေးနဲ့တွဲသုံးမယ်ဆိုရင်ဘာထွက်လာမလဲဆိုရင်ဒါလေးကြည့်အောင်အဲ့တော့ A ရဲ့ encoding ခုနကလိုမျိုး A လို့ထွက်မလာတော့ဘဲနဲ့ A ရဲ့ encoding 65ထွက်လာမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ A ရဲ့ algorithm 65 ORD ဆိုတဲ့ function လေးကဘာလို့လက်ခံလဲဆိုတော့ single character A B C D ဒီလိုမျိုးတစ်ခုခုပေါ့လေ single character တစ်ခုကိုလက်ခံနေသူကဘာအနေနဲ့ပြောင်းပြီးလဲဆိုတော့ algorithm ပြောင်းပြီးတော့ခြေရုပ်ရဲ့ A နဲ့ A ကို represent လုပ်တဲ့ A ကိုကိုစားပြုတဲ့ algorithm number လေးကို ထုတ်ပေးမှာဖြစ်ပါတယ်ဟုတ်ပြီဒီချက်နောက်တစ်ခုထည့်ရေးပါဦးမယ်အဲ့တော့ mycha 1ပေါ့ mycha 1နဲ့မှာ ORD ဆိုပြီးတော့ဒီချက် D လို့ရေးလိုက်ဒီ print ဆိုပြီးတော့ တဲ့ဆိုပြီးတော့ဒီချင်း my cha 1လေးကို my cha 1လေးကိုထုတ်ကြည့်မယ်ဒါဆိုရင်ဘာထွက်မလဲဆိုတော့ဒီနဲ့သက်ဆိုင်တဲ့ accounting 68ကိုထွက်မှာဖြစ်ပါတယ်အဲ့တော့ဒီချင်းကဒီမှာပေါ့အဲ့တော့ခုနကကြည့်ရအောင်အဲ့တော့ a တုံးက65ထွက်တယ် d တုံးက68ထွက်တယ်အဲ့တော့ယူလေးပဲကြည့်ရအောင်အဲ့တော့ဘာလဲဆိုတော့သူ့ရဲ့ encoding ကလေ a b c d e f g ဆိုရင်တလုံးချင်းစီတိုးပါတာပါတကယ်ဒီနေရာမှာအကျဒီနေရာမှာ D မဟုတ်ဘဲနဲ့ B အတွက်ရှာကြည့်ပါမယ်ဟုတ်ပြီနော် B ရဲ့ angle din ဆိုရင်ဘာထွက်မလဲဆိုတော့ဟုတ်ပါတယ်66ထွက်မှာဖြစ်ပါတယ် A B C D ဆိုရင်သူ့ရဲ့ angle din number ကလည်း65ကစားပြီးတော့ Z အထိကိုတလုံးချင်းစီတိုးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီချဲကဒီမှာ mind chart 2ပေါ့ mind chart 2ရဲ့ကို ORD ဆိုပြီးတော့ဒီ D လေးကိုထည့်မယ် print ဆိုပြီးတော့ mind chart 2လေးကို print ထုတ်ရင်ခုနကအတိုင်းပဲ D ရဲ့ encoding 68ထွက်มาဖြစ်ပါတယ်အဲ့လိုပဲဒီခြေကဒီမှာကြည့်အဲ့တော့ mindchart 3ပေါ့ mindchart 3ဆိုပြီးတော့ ORT ဆိုတဲ့ fashion လေးကိုသုံးမယ်ပြီးရင် capital letter ဇက်ကလေးကိုထည့်မယ် print ဆိုပြီးတော့ဒီချက်က mindchart 3ကိုထုတ်ကြည့်ရင်ဇက်ရဲ့ encoding number 90ဆိုတာထွက်มาဖြစ်ပါတယ်အဲ့တော့ A B C D တလုံးချင်းစီတိုးဝိုင်းနဲ့ဇက်လဲရောက်သွားတော့သူက90ရောက်သွားတယ်ပေါ့အဲ့တော့တလုံးချင်းစီအဲ့တော့ encoding ကလည်း character တလုံးချင်းစီသွားတယ်လို့ပဲ encoding ကလည်းတစ်စီတိုးသွားတာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျေတို့ကြည့်အောင်ဒီမှာ encoding မှာဆိုရင်ချက် capital letter A ရဲ့ encoding က65 B capital letter B ရဲ့ encoding က66အဲ့တော့ D ရဲ့ encoding က68အဲ့တော့ Z ရဲ့ encoding က90ဆိုပြီးတော့ထွက်လာတယ် ဟုတ်ပြီဖြစ်ကြည့်ရင်လာပါလဲဆိုတော့ small letter small letter ဟောတူလားဆိုတာလေးစစ်ကြည့်အောင်ဟုတ်ပြီအဲ့တော့ခုနအတိုင်းမဲ့ကျေတို့ ORD ဆိုတဲ့ bathing fashion လေးကိုသုံးပါလေ small letter a လေးအတွက်ကျေတို့ print ဆိုပြီးတော့ထုတ်ကြည့်ရအောင် my chair 4ပေါ့ my chair 4ဆိုပြီးထွက်ကြည့်ရင်ဘာထွက်လာမလဲဆိုတော့ small letter a လေးတွေ angle ding က97မှာအဲ့တော့ capital letter မှာရေးတဲ့ angle ding အတိုင်းပဲ small letter ဆိုရင် A အသေးလေးက97 A A B အသေးလေးက98 99လိုမျိုးတစ်ခုစီဒိုးသွားပြီးတော့ကျ mycha 5ပေါ့ mycha 5 equal to ဆိုပြီးတော့ ORD လေးကိုပဲဆက်သုံးပါမယ်ဇက်ကလေး small letter ဇက်ကလေးရဲ့ encoding ကိုရှာကြည့်အောင်အဲ့တော့ဘာဖြစ်မလဲဆိုတော့ small letter ဇက်ကလေးရဲ့ encoding က1 to 2ပါအဲ့တော့ capital letter A ရဲ့ encoding နဲ့ small letter A ရဲ့ encoding က2မှာမဟုတ်ပါဘူးအဲ့တော့ capital data a ရဲ့ encoding က65ပါအဲ့ကနေတခုချင်းစီတိုးသွားပြီးတော့ small letter အဲ z မှာရောက်သွားတယ်ပေါ့ z မှာ90မှာဆုံးသွားတယ်ပြီးလဲပြီးတော့ small letter a small letter a ရဲ့ encoding က97ကနေပြီးတော့တခုချင်းစီတိုးသွားတယ်98 99 100ဆိုပြီးတခုချင်းစီတိုးသွားပြီးတော့ Z ရဲ့ encoding small letter z ကအန်ကုဒင်းက122ပဲဖြစ်ပါတယ်။ဟုတ်ပါပြီ။ဒါကတော့ကျတို့ character တွေကို ORD ဆိုတဲ့ bidding fashion ကိုအသုံးပြုပြီးတော့ encoding ပြောင်းတဲ့ပုံစံကိုညှဝေသွားတာဖြစ်ပါတယ်။နောက်တစ်ခုနောက်တစ်ခုကတော့ဗာလဲဆိုတော့ decoding အဲ့တော့ decoding မှာဗာလဲဆိုတော့ကျတို့မှာကျတို့ရဲ့ number ပေါ့လေခုနက encoding number တွေကို character ပြန်ပြောင်းခြင်းကျတို့ဘာလို့သုံးလဲဆိုတော့ CHR ဆိုတဲ့ bidding fashion လေးကိုတုံးပါတယ် okay အဲ့တော့ဒီရဲမာရေးကြည့်ရအောင် char for a ဆိုတဲ့ variable လေးတလုံးချထားတယ်ဘာလို့တုံးလဲဆိုတော့ char ဆိုတဲ့ bidding function လေးကိုတုံးပါတယ်ဒီမှာဆိုရင်ခြေကဘာပေးရမလဲဆိုတော့65ပေးလိုက်မယ်65ပေးရင်ဘာထွက်လာမလဲဆိုတော့ဟုတ်ပါတယ်သူနဲ့သက်ဆိုင်တဲ့ character ထွက်လာမှာဖြစ်ပါတယ် char for a လေးထုတ်ကြည့်ရအောင် okay အဲ့တော့ဒီမှာဆိုရင်ဘာထွက်လာမလဲဆိုတော့ဟုတ်ပါတယ် capital letter အေးလေးထွက်လာတာဖြစ်ပါတယ်ဟုတ်ပြီဒီချေကခုနအတိုင်းပဲချာဖော်ချာဖော် D ဆိုပြီးတော့ ET ရအောင်အဲ့တော့ CHR ဆိုတဲ့ base infection ကိုသုံးပါမယ်68ကိုရေးကြည့်လိုက်မယ်68ဆိုရင်မထွက်လာမလဲဒီထွက်လာမှာပေါ့ okay print ဆိုတော့ချာဖော် sorry ချာဖော် D လေးကိုထုတ်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုရင် ကပ်တယ်လက်တာ D ရဲ့ encoding က68ပါဒါကြောင့်မို့လို့ခြာဆိုတဲ့ base in fashion လေးအသုံးပြုပြီးတော့ဒီ encoding လေးထည့်လိုက်လို့ရှိရင်ဘာထွက်လာလဲဆိုတော့ဒီကျွန်တော်တက်ဆိုင်ရာ character ထွက်လာမှာဖြစ်ပါတယ်အဲ့တော့ CHR ဆိုတဲ့ base in fashion လေးကဘာကိုလက်ခံလဲဆိုတော့ encoding number ကိုလက်ခံပြီးတော့သူကတခါတည်းပဲကျွန်တော်နားလေတဲ့ကျွန်တော် character တွေကိုပြန်ပြောင်းပေးတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်နောက်တစ်ခုထပ်တာအောင်မယ်ချာဖို့အာချာဖို့ A ပေါ့ small letter A အတွက် encoding 97ကိုထည့်ကြည့်ပါမယ်အဲ့တော့97ကိုထည့်ကြည့်မယ်အဲ့တော့ print ဆိုပြီးတော့ထုတ်ပါမယ်အဲ့တော့ mm char for ely ပေါ့ okay ဒါလေးကိုထုတ်ကြည့်မယ်အဲ့ဒါဆိုရင်ဘာထွက်လာမလဲဆိုတော့ခုနကအတိုင်းပဲဘာထွက်လာမလဲဆိုတော့ small letter ely ထွက်လာမှာဖြစ်ပါတယ်ဟုတ်ပြီเนาะအဲ့တော့ဒီချေတို့ encoding decoding တွေကိုမျှဝေသွားတာနားလည်မယ်ထင်ပါတယ်เนาะအဲ့တော့ encoding ဆိုတာဘာလဲဆိုတော့ချေတို့ရဲ့ character တွေကိုကွန်ပျူတာကနားလည်တဲ့ number အဖြစ်ပြောင်းလဲတဲ့ပုံစံကို encoding လို့ခေါ်ပါတယ် python မှာ encoding automatic လို့ပြီးပါတယ်ဘာလို့ပြီးလဲဆိုတော့ ord ဆိုတဲ့ built-in function လေးကိုအသုံးပြုပါတယ် ord ဆိုတဲ့ built-in function လေးက character character ကျွန်တော်ပြောင်းကျင်တဲ့ character လေးကိုလက်ခံနေအဲ့တော့သူကတခါတည်းပဲ character ကိုထည့်လိုက်တဲ့ character နဲ့သက်ဆိုင်တဲ့ encoding number ကိုထုတ်ပေးပါတယ် A ရဲ့ encoding number က65ပါအဲ့ကနေပြီးတော့တခုချင်းစီတိုးသွားတဲ့ A B C D အဲ့လိုပေါ့ capital letter A ရဲ့ encoding number က65ပါအဲ့ကနေတခုချင်းစီတိုးသွားပြီးတော့ A B C D ဆိုပြီးတော့66 67ကနေပြီးတော့ Z ရဲ့ encoding number က capital letter z ရဲ့ encoding number က90ဖြစ်ပါတယ်အဲ့လိုပဲ small letter e လေးရဲ့ encoding number က97မှာတကူချင်းချင်းတိုးသွားတော့ small letter z လေးရဲ့ encoding number က122ဖြစ်ပါတယ်ဟုတ်ပြီ encoding လုပ်လို့ရလို့ပဲ python မှာ decoding လုပ်လို့ရသေးတယ် decoding ဆိုတာဘာလဲဆိုတော့ခြေရက် number ပေါ့စက်ကနားလေ number ဒီ unique code တွေ ascii code တွေကိုခြေလို့ဘာပြောင်းပြောင်းမရလဲဆိုတော့ character ပုံစံပြောင်းပြောင်းပြရပါသုံးတဲ့ method လေးက chr ဆိုတဲ့ bit function လေးကိုသုံးပါတယ် chr လေးကဘာကို input ပေးရလဲဆိုတော့ cherry ရဲ့ encoding number တီကို encoding number ကို input ပေးလိုက်လို့ရှိရင်ဘာပြောင်းပေးလဲဆိုတော့တက်ဆိုင်ရာအဲ့ encoding number နဲ့ဆိုင်နဲ့တက်ဆိုင်ရာ character လေးကိုပြောင်းပေးတာဖြစ်ပါတယ်အားလုံးပဲနားလည်မိထင်ပါတယ်เนาะဟုတ်ပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်